မင်္ဂလာပါရှင်။မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ပါတယ်။ရွာဒေသမှာ WDF အဖွဲ့ရဲ့အနယ်ကအဖွဲ့ဝင်တွေကြားမှာအငင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးတော့အချင်းချင်းဖန်စီတော့ WDF အဖွဲ့အတွင်းကခွဲထွက်တာတွေဖြစ်လာခဲ့လို့သိရပါတယ်။ဒီဥဒ္ဒေဖိုင်ထဲမှာတော့ WDF အဖွဲ့ကြောင့် ဒေတာကန်ပြည်သူတွေဘယ်လိုမျိုးတွေးကြုံခန်းစားနေရတလဲဆိုတဲ့အချက်နဲ့ YDF အဖွဲ့နှစ်ဖွဲ့ကွဲခြင်းကဘသူကိုအကျိုးမြတ်ရစေမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Oda Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရင်မြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်တနေ့ကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာဒေးနေကျော်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ကျော်ကာလအတွင်းမှာတိုင်းဒါလနဲ့ကအခွဲရီနဲ့ PDF အခွဲရီကြောင့်အငင်းပွားမှုတွေသဘောထားကွက်လဲမှုတွေနဲ့အချင်းချင်းပြစ်ခတ်တိုက်ခိုက်မှု ပုံမဖြစ်လာလျက်ရှိနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာလည်းရောဒေတာအခြေဆိုင်လက်လက်ကအခွဲတစ်ခွဲဖြစ်တဲ့ YDF အခွဲဝင်တွေကြားမှာလည်းအငင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးနှစ်ခွဲကွဲသွားခဲ့တယ်လို့သိရပါတယ်။ YDF ခေါင်းဆောင်မြတ်သူကတိန်းစော်ဝင်းဟာတောက်ခွဲကိုအတုံးချပြီးအာနာအလွဲတုံးစားမှု တဲ့မိုးရင်စည်းဝါးတွေနဲ့ကိုကျိုးရှာမှုလက်အောင်ငယ်သားတွေအပေါ်မတရားဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့ရာရဲသူရဲ့ဗိုလ်ချုပ်အနိုင်ကျင့်မှုကိုလက်မခံနိုင်တဲ့အတွက် WDF အဖွဲ့တွင်နှစ်ချမ်းကွဲခဲ့ရာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ WDF ခေါင်းဆောင်မြတ်သူရဲ့ဗိုလ်ချုပ်အနိုင်ကျင့်မှုတွေကိုလက်မခံနိုင်တဲ့အတွက် WDF အဖွဲ့ကခွဲထွက်လာသူကောင်းကောင်းက WDF တပ်ဖွဲ့အတွင်မှကိုကျိုးရှာကြသူတွေတရားမွေတပည့်မွေတွေပြုတ်လောက်လာခြင်း တမိုးအချင်းချင်းသွေးကွဲစီမဲ့စကားတွေပြောဆိုခြင်းတွေပြည်သူနဲ့တခြားလည်းကအဖွဲ့တွေရန်သူတပ်ဖွဲ့သဘောထားခြင်းစာဓာတ်တွေဖြစ်ပေါ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ခေါင်းဆောင်မြတ်သူကတိန်စော်ဝင်းကတပ်ဖွဲ့ကိုအတုံးချပြီးအာနာအလွေတုံစာမှုတဲ့မူရည်စည်းဝါရောင်းဝယ်ကကိုကျိုးရှာနေမှုလက်အောက်ငယ်သားတွေအပေါ်မတရားဖန်ဆင်းနေမှုတွေကိုမခံနိုင်တဲ့အတွက်ခွဲထွက်ခဲ့ရဖြစ်တယ်လို့လဲ YDF တပ်ဖွဲ့ကခွဲထွက်ခဲ့သူကောင်းကောင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရတူခေါ်သိန်းစော်ဝင်ဦးဆောင်ရရဲ့ YDF အဖွဲ့ကလည်း၎င်းတို့တပ်ဖွဲ့ကခွဲထွက်ခဲ့သူကောင်းကောင်းဦးဆောင်နဲ့ခွဲထွက်ခဲ့သူတပ်ဖွဲ့ဝင်တွေဟာတပ်ဖွဲ့ပိုင်းလက်နက်ခဲယမ်းကို ခွင့်ပြုချက်မရှိဘဲရောင်းဝယ်ဖောက်ကားခြင်းတပ်ပိုင်းဗန်တာငွေနဲ့ကိုကျိုးစီပွားရှာဖွေခြင်းကိုကျိုးစီပွားအတွင် တင်မောင်ကိုရောင်းဝယ်ဖောက်ကားမှုကျူးလွန်ခြင်းတပ်တွင်စီလုံးရေးပြက်ပြားစေဖို့တိုက်တွန်းလှုံ့ဆော်ခြင်း တပ်တွင်ပဋိပက္ခဖြစ်ပွားစေဖို့တိုက်တွန်းလှုံ့ဆော်ခြင်းတပ်တွင်ပုံကံမှုဥဆောင်ခြင်းတပ်တွင်ပုံကံမှုကြံ့စီခြင်းတပ်တွင်ပုံကံမှုလှုံ့ဆော်ခြင်းတပ်တွင်ပုံကံမှုကျူးလွန်ခြင်းပြည့်မှုဆိုင်ငယ်ခံဝန်ကတိကဖို့ကိုချိုးဖောက်ခြင်းအကျဉ်းထောင်ဖောက်ခြင်းအနေနဲ့အရရမှာတင်နန်းသားတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောက်ခြင်းတင်နန်းခွင့်ရှိရဲဘော်ရဲမေတချို့ကိုပြန်ပေးဆွဲခြင်းထွက်ပြေးတင်းဆောင်ရာတော်တွင်ရှိစစ်ပေးဆောင်ပြည်သူလူတို့ရဲ့ပစ္စည်းဥစ္စာကို လို့ယူဓမြတိုက်ချင်းစားတဲ့ပြစ်မှုတွေကျိုးလွန်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ MDF တပ်ဖွဲ့ကခွဲထွက်ခဲ့သူ အုပ်စုတွေထဲမှာ MDF အဖွဲ့ရဲ့နိုင်ငံရေးမှုတိဝါရေးတာဝန်ခံစေချောင်းမှုတွေတင်နန်းမှုတွေစားတဲ့အဓိကအရေးပါတဲ့တွေပါဝင်ခဲ့တယ်လို့ထုတ်ပြန်ချက်တွေကသိရပါတယ်။ MDF အဖွဲ့ဟာရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့လက်အောက်ခံအဖွဲ့မဟာမိတ်အဖွဲ့တွေတဲ့ပါဝင်ခဲ့ရာ MDF အဖွဲ့နှစ်ချမ်းခွဲခြင်းဟာ လူအင်အားလုံးကြီးရဲ့အေးအေးအဖွဲအကျိုးမြတ်များစွာရပွဲရှိရလို့တုံးတမ်းမှုတွေလည်းထပ်ပေါ်နေပါတယ်။ရောဒီတာကန်တူဖြစ်တဲ့ဘာမာအမီရှိရဲ့အကောင့်တစ်ခုပါတယ်။မင်းတို့ကလည်းစာရီအပြန်လန်ထုတ်ပြီးဖိုက်တာရီလိုလိုပါလိုလိုနဲ့အခုဘားတဲ့မင်းရအေးအေးကောင်ကယာယီတက်မှတ်ပေးလိုက်တာ။မြဲသူက YDF တဲ့မြောက်ရောကောင်းကောင်းက YDF နဲ့တောင်းရောတဲ့လား။ဒါရိုက်ကရက်ခိုင်မှာအင်အားလုံးကြီးတဲ့အေးအေးကအမျက်ထွက်တော်မယ်ထင်ပါရဲ့။ ငါတို့ငငယ်ကတင်ပူးတဲ့ငကျင်းခွဲဝေပေးရရှုံလို့ပေါ့ရက်သူကခေါင်းယူကောင်းကောင်းကအမေးယူအလဲကဗိုက်သားဆူဆူငါယူမယ်ဆိုတဲ့ရှုံလို့အေးအေးဒီကနေ့ NUG ရီမွန်နဲ့အေးကရက်သူကောင်းကောင်းအမှုကိုဇွန်ကနေကြားနာပြီးဆုံးဖြတ်မယ်တဲ့တိပိမဲ့လေငါဘာမှမလုပ်သေးဘူးမင်းတို့ဘာဆက်လုပ်မလဲလို့စောင့်ကြည့်အောင်မေးဒါပေမဲ့ဇွန်မီတင်ကိုတော့အမြန်ဆုံးအဆုံးသက်ကြလို့ဆိုပါတယ်ရက်သူခေါ်တိန်စော်ဝင်ဦးဆောင်ရဲ့ YDF အဖွဲ့ဟာကျော်ဒီတာတွင်ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်တာတွေလှုပ်ဆောင်လျက်ရှိနေတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။တန်ရီမြမအမည်ရှိသတင်းဌာနကမကွေးတိုင်းကံကောမြို့နယ်အခြေစိုက်ရတူခေါ်တိန်စော်ဝင်ဦးဆောင်တဲ့ယောဂါခွေရီတဲ့ YDF ကဒေသနေလူငယ်တွေကိုဖမ်းဆီးကတက်တဲ့ထဲသွင်းစီပါကဖာတပ်ဖွဲ့ဝင်တွေကိုလည်းရှေ့တန်းသွားရမယ်လို့လိန်လဲခေါ်ဆောင်ကတပ်သားဖြစ်စူဆောင်ခြင်းကိုလှုပ်ဆောင်နေမှုကြောင့်ဒေသနေပြည်သူတွေကြောက်လန့်နေရတယ်လို့ပြီးခဲ့ရက်ပိုင်းမှာဖော်ပြခဲ့ပါတယ် လက်ရှိချိန်မှာမြတ်သူဦးဆောင်နဲ့ YDF အမေရှိရဲ့ရောလင်းတဲ့ကန်အဖွဲ့ရဲ့ဘိုးကြောင့်အနိုင်ကျင့်တဲ့လှုပ်ရက်တွေကြောင့်ရောဒေတာအတွင်ကပြည်သူတွေမကြေမနက်ဖြစ်နေတယ်လို့သိရပါတယ်။မြတ်သူဦးဆောင်တဲ့ YDF အဖွဲ့ဟာရောဒေတာအတွင်ရှိလူငယ်တွေကိုအတင်းကျပ်လူသေးစုဆောင်ဖို့ကြိုးပမ်းကြပြီးလူငယ်တတော်များများဟာထွက်ပြေးစင်နေခြင်းပေမဲ့ထွက်ပြေးလို့မရဘဲနဲ့ YDF ရဲ့တပ်သားအဖြစ်ရောက်ရှိနေရတယ်လို့လူငယ်တွေထွက်ပြေးရင်လည်းမိဘတွေကိုလည်းလိုက်ဖမ်းတာပဲလုပ်နေရတယ်လို့ တန်လွင်မြမအမည်ရှိတဲ့တည်င်းဌာနရဲ့ဖော်ပြချက်ရသိရပါတယ်။ယောဒီလာကန်တို့ကမြတ်သူဦးဆောင်တဲ့ PDF အဖွဲ့ဟာသူတို့ရဲ့နောက် AA ရှိရယ်သူတို့မှလက်နဲ့ပေါ်တယ်ဆိုပြီးလုံးချာလုံးနေပါတယ်ဗျ။ကျောင်းထဲမှာလည်းသူတို့တက် WDF ပဲရှိရမယ်ဆိုပြီးကြေးကြော်ထားတယ်။ပြီးရင်လူငယ်တွေလည်းသူတို့ကိုကြောက်နေကြတယ်။သူတို့တက်တဲ့ကလူနဲ့စကားများမိရယ်ဘသူမှတွေမှန်နေမဆုံးဖြတ်ပဲသူတို့တက် WDF ကလူက အမှန်ပဲလှုပ်ပြီးစကားများတဲ့သူကိုဖမ်းပြီးထိုးတာထိတ်တုံးချတာသူတို့တပ်ဖွဲ့ဝင်ဖြစ်အတင်းအဓမ္မဖောင်ဖြစ်ခိုင်းတာပဲလေလုံးဆောင်နေရဆိုပြီးတော့ပြောပါတယ်ရက်သူဦးဆောင်နေ YDF အဖွဲ့ဝင်တွေရဲ့လှုပ်ရက်ကြောင့်ရောဒေတာကန်တွေရအခက်အခဲများစွာရင်ဆိုင်နေရပြီမဲ့ NUG နဲ့ရခိုင်လက်နက်ကအဖွဲ့အေးက အရေးယူတာမျိုးမရှိဘူးလို့သိရပါတယ်လက်ရှိအချိန်မှာမြတ်သူဦးဆောင်တဲ့ YDF အဖွဲ့ဟာရောဒေတာပြည်သူတွေကြားမှာရွှန်ကြောင်စီဖြစ်နေတယ်လို့သိရပါတယ် ရွာဒေသခံတအုပ်ဖြစ်တဲ့ပါမောင်အမင်းရှိရဲ့အကောင့်တစ်ခုကကံကောမြောက်ပိုင်းတင်တော်ရွာသားចောင်းစရာပြုတ်မြတ်သူကောတိန်းစော်ဝင်းခေါ်ကံကျော်ဦးစီးရဲ့ YDF ကိုကံကောမြောက်ပိုင်းရွာတွေကယုံကြောက်ကြီးဖြစ်နေကြတာကျုံးခုံသားရွာက အမေကြီးဆိုသူ့မြေကိုအတင်းအဓမ္မလူသိစုသွားလို့ရှင်ခွေးနာကြပြီးတရားတဲ့အထိပ်ပဲဘာလို့လူသိစုလဲရသည်မလူသိတွေကိုတင်နှံပေးပြီးအေးအေးနဲ့ KYAC ကိုရောင်းစားပြစ်တာကိုအင်အားလုံးနေတဲ့အေးအေးနဲ့ KYAC စစ်ကူပို့ခံတိုင်း ရက်သူရတဲ့ငွေကလည်းမနေမနော်ဘသူတတိငတ်တေးမာရင်ပြီးရောဆိုတဲ့အောက်တန်းစာစိတ်တန်းနဲ့ကရသည်မြငွေနဲ့မရငယ်မရမြောင်လေးထားတာလည်းအများကြီးမယားကြီးအမလီထွတ်ထွန်းနှင်းကတော့ဖြောင်းပြနေတဲ့ရက်သူကိုမကျေနပ်ဘူးလို့អော်ပြီးငိန်ခံနေကြမယ်အစားရက်သူကိုတွေ့ရတဲ့တင်းပေးကြပါလားလို့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်မြန်မာနိုင်ငံမှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် လက်နက်ကန်အဖွဲ့တွေဟာလူပေးလက်နက်ယူပုံစံမျိုးနဲ့ကုညီပေးကြတယ်လို့လူအင်အားလိုအပ်တဲ့လက်နက်ကန်အဖွဲ့ကိုလူအင်အားဖြည့်တင်ပေးပြီးငွေကြေးယူတဲ့ပုံစံမျိုးတွေလှူဆောင်ခဲ့ရာရိုးသားတဲ့လူငယ်တွေဟာတော်လန်ရေးခေါင်းစဉ်အောက်မှာဘဝပြည့်ခန့်စတေးကန်ပေးနေရတယ်လို့မျိုးဖြစ်နေပြီးတော့လက်နက်ကန်အဖွဲ့ခေါင်းဆောင်တွေကကိုကြိုးစည်းဝါးများစွာဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်